မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တရဲ့ this week အစီအစဉ်ကနေကြိုဆိုပါရစေဒီစီစီကတော့ကျောင်းမြန်မာနိုင်ငံအတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျောင်းရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးနေတာပါကဲဒီတပတ်ထဲပြောချင်တာကတော့ဗျာတနိုင်ငံလုံးအတိုင်းတာနဲ့အရှုံးပင်လေကြီးထဲမှာတဝဲလေလေဖြစ်နေတဲ့စစ်ရှုံးသမားမဲအောင်လိုက်နဲ့အကြမ်းဖက်စစ်အုပ်စုတိုက်တိုက်ဟာအာဂုတို့ဒင်းမော်ကြီးကိုတဝုံဝုံစီလာပြီဖျားမမသိတရားမမသိတော့တဲ့အခြေအနေတွေနဲ့ ဇေယျတွေကိုဘုံကျဲဖုံเจ้าတွေကိုမိရှုဟိုဖျားကိုဖြိုချဒီဖျားကိုကောင်းဖြတ်လုံနေယုံနေမကတော့ပဲတက်ရှိထင်ရှားရှိနေတဲ့နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆက်ရတော့ဗဒနာမုဏိတာဘိဝင်တလူဆက်ရတော့ကိုပါတနတ်နဲ့ပြက်သက်လိုက်ပြန်ပြီပေါ့ဗျာဒါကိုလည်းပြည်သူတွေအားလုံးသိပြီးသားဖြစ်မှာပါဇွန်လ19ရက်နေ့ကပဲဘကုမျိုးကနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆက်ရတော့ဗဒနာမုဏိတာဘိဝင်တဟာ ရွှေချင်းနိကာယဗဟုဒါနအစည်းဝေးတက်ဖို့ရန်ကုန်ကနေ လေရင်နဲ့ထွက်လာပြီးတတဦးလေစိတ်ကနေတစ်စက်ကားနဲ့ကြွလာတဲ့အချိန်မြို့သားကျေးရွာအနီးရောက်တော့အကျန်းဖက်စစ်ကောင်းစီရဲ့လုံခြုံရေးတပ်ဖွဲ့ကဆရာတော်ရဲ့ကားကိုမရက်ပေးလို့ဆိုပြီးတနတ်တွေနဲ့ဝိုင်းဝန်းပစ်ကြတဲ့အချိန်မှာပဲကားပေါ်မှာပါလာတဲ့ဆရာတော်ဟာကြည်စံဒဏ်ရာတွေနဲ့နေရာမှာပဲပြန်လုံတော်မူသွားတာပေါ့ဗျာကဲအဲ့ဒါသာကြည့်တော့ ဒီလိုစစ်ကောင်စီတပ်သားတွေကနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆရာတော်ကိုပြစ်တက်လိုက်တဲ့ကိစ္စဟာလေလိုင်းဘော်တွေမှာအုံအုံကြွက်ကြွက်လေးဖြစ်လာရောထုံးစံအတိုင်းမော်ဗျာအမြဲတမ်းပြည်သူတွေကိုကလိန်ကကြစ်တွေပျော့ပျော့ပြီးမျက်နှာပြောင်တိုက်ထွက်ထွက်လိန်နေတဲ့အငုံစိတ်နဲ့အကြံဖတ်စစ်အုပ်စုတပ်တိုက်ကတော့ဟွန်းသူတို့အမားကိုဘတော်မှဝန်ခံရုံးမရှိပဲ PDF တပ်ဖွဲ့တွေက ပြစ်တယ်ဆိုပြီးတော့တောင်းလှုပ်ဆက်တွေကိုအကြီးအကျယ်ခင်းထော်တာပေါ့ဗျာကဲ okay. အဲ့ဒီလိုလှုပ်ဆက်ခင်းဖို့ကိုလေကလင်ကကြည့်မင်းအွန်လိုင်းကစပြီးစစ်ဘိုလ်ချုပ်တွေကအဖြစ်မှန်ကိုအစာကတည်းကတိတ်တိတ်ကြီးနဲ့လိမ့်လဲသတင်းထုတ်ပြန်ဖို့ညွှန်ကြားခဲ့တာဖြစ်တယ်လို့လဲနေပြီးတော့စစ်ဘက်သတင်းရင့်မြစ်ကိုတိုင်းကကျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာကဲဒါပေမဲ့သူတို့ဘလို့ပဲကလင်ကကြည့်တွေလှုပ်ပြီးလှုပ်ဆက်တွေထွင်းထွင်းအမှန်တရားဆိုတာဘာနဲ့မှဖုံးလို့မရဘူးဆိုတဲ့အတိုင်း ဖြစ်စဉ်မှာအတူပါလာတဲ့ကာယကံရှင်ကံ30ဆရာတော်ကိုတိုင်စစ်တကအရာရှိတွေကကိုသူတို့မှားပြီးပြစ်လိုက်တယ်ဆိုတဲ့အကြောင်းကိုဝန်ခံခဲ့တယ်ဆိုပြီးဗီဒီယိုနဲ့တကွမိန်ကြားလိုက်တာပေါ့ဗျာကဲဖြစ်စဉ်မှာပါတဲ့ကာယကံရှင်ကံ30ဆရာတော်ကြီးမိန်ကြားထားတဲ့အပိုင်းလေးကိုကျွန်တော်တို့ပြန်ပြီးနားထောင်ကြည့်ကြည့်အောင်ဗျာအရှင်ဘုရားတို့ရဲ့မီရောနောင်တော်ဒဂရမတို့ရဲ့ဆရာတော်ဖြစ်တဲ့ဝိနေမိတာယောဆရာတော် ခေါင်းငယ်ဆိုင်ချပြီးတော့အသက်မရှိတော့ပါဘူးဗျာဘုရားတမီးတော်ပြင်မဲ့ရောက်တဲ့အခါခမရတို့ရက်စက်လာကြည်လားဗျာဘုန်းကြီးတွေဒီလောက်ရက်စက်ရသလားလို့ဟောကားပေါ်မှာပါတယ်ရှင်းရှင်းပြောရရင်စိတ်ကိုစစ်သားတယ်ရက်စက်လာကြည်လားအရှင်ဘုရားတို့ဗျာဘုန်းကြီးမှပြီလို့ပါ ာရကလည်းပြိတ်တော်ရန်သူကားပြိတ်သူတို့တို့ပြစ်ပါလေဗျာသူတို့ကိုယ်တိုင်ဝန်ခံပါကဲအဲ့ဒါသာကြည်တော်စစ်တပ်ကချကျွေးမဲ့အယုတ်ရင်ကိုခွေးမြော်တယ်လို့မျှော်နေတယ်စစ်တပ်လော်ဘီတွေနဲ့သင်ငန်းအရေးချုပ်ပြီးကလိန်ကကြစ်တွေတက်တက်ပြောနေတဲ့ပေါက်ကိုတော်လို့လူမျိုးတွေနဲ့စစ်တပ်ထောက်ခံတဲ့မြောင်လိန်ပြောင်စားတွေကတော့သူတို့အပအကူတို့တက်ကြီးကသင်ပေးထားတဲ့အတိုင်း PDF တပ်ဖွဲ့ကပြစ်တာပါဆိုပြီး သူတို့ကိုသူတို့အရှက်မရှိမျက်နှာပြောင်တိုက်ပြီးတော့ကိုထွက်လိမ်နေကြပြီမဲ့အမ်ဖြစ်စင်မှာကိုတိုင်ကိုကြပါဝင်ခဲ့ပြီးအသက်ဘိကနေလွတ်မြောက်ခဲ့တဲ့ဆရာတော်ကြီးကိုတိုင်ဆရာတော်ဗဒနာမူနီတာဘိဝင်တာကိုပြန်တော်တော်မူတဲ့အထိပြစ်တက်ခဲ့တဲ့စစ်သားတွေကိုတိုင်ကဝန်ခံခဲ့တဲ့အမှန်တရားကိုထုတ်ဖော်လိုက်တော့ဟမ် PDF တက်ဖွဲ့တွေလှုပ်တယ်ဆိုပြီးကတ်လိန်ကကြစ်တွေမျက်နှာပြောင်တိုက်ပြောခဲ့တဲ့လော်ပြီးတိုက်လုံးဟာအရှက်တွေပျံပျံကွဲသွားပြီး တချို့ lobby တွေဆိုသူတို့ကလိန်ကကြက်ပြောထားတဲ့ video file တွေကိုပါပြန်ဖြတ်ပြေးသွားကြတာတွေနဲ့နောက်ဆုံးဘလို့အမလိန်လို့မရတဲ့အစုံစစ်တရေဝါရဖြန့်ချီခေါင်းဆောင်ဇော်မင်းထွန်းကိုတိုင်ထွက်ပြီးသူတို့ပြစ်ခတ်လိုက်တယ်ဆိုတာကိုဝန်ခံလိုက်ရတာနဲ့တကယ့်ကိုကြက်တရေဂုံတိတ်ခါတပြားမှမရှိတော့ပဲစင်သေးကိုစိတ်တည်နေဖုံးဖို့ကြံစီနေတယ်အာကုတို့တက်ကြီးရဲ့ခေါင်းဆောင်လူတတမမင်းအောင်လိုက်နဲ့အကျန်းဖတ်စစ်အုပ်စုတတိုင်လုံးဟာဟမ် ကဘာအယုတ်ညံ့ဆုံးနဲ့အရှက်မရှိဆုံးတရဖူကိုအတွဲလိုက်စောင်းထားကြပြီပြည်သူကလည်းမုတ်စစ်ကလည်းရှုံနေကံတွေပါဇောက်ထိုးကြလာတော့ဖယားမမြင်တရားမမြင်ဇေဒီတွေကိုဘုံကျဲဖုန်ကြီးကြောင်တွေကိုမိရှို့ဟိုဖယားကိုဖြိုချဒီဖယားကိုကောင်းဖြတ်အခုနောက်ဆုံးတက်ရှိထင်ရှားရှိနေတဲ့နိုင်ငံတော်တန်ကမဟာနိုင်ကအဖွဲ့ဆက်ရတော်လို့မျိုးကိုတော့တနတ်နဲ့ပြတ်တက်ခြင်းတိုင်းပြတ်တက်နေအာဂုတို့တင်မော်ကြီးကိုတဝုံဝုံစီပြီး အဝေစိတ်ရောက်အောင်တွားဖို့ငရဲတကားကြီးကိုသူတို့ကိုယ်တိုင်မဲ့အကြီးအကျယ်ဆွတ်ဖွင့်နေကြပြီပေါ့ဗျာကဲအခုတို့တင်မော်ကြီးတဝုံဝုံစီပြီးငရဲပန်းနေပွင့်ခြင်းတိုင်းပွင့်နေတဲ့စစ်ရှုံးသမားမင်းအွန်လိုင်းကတော့တန်းပြည်ရဲ့အာနာကိုအချောင်ရမလားဆိုပြီးတရေတမြမြနဲ့ခွေးတို့ဘောက်ကနေဝင်လာပြီးတော့မတရားလူယူလိုက်ပြီးမှအောက်ချုပ်လို့မရမှန်းလဲသိရော သွေးယူသွေးတန်းနဲ့ခွေးထွက်ပေါက်ကနေပြန်ထွက်ဖို့လာမယ့်2025မှာအထွေထွေရွေးကောက်ပွဲကြီးကိုလုပ်မယ်ဆိုပြီးအချက်မရှိ6လကန်ဈေးတွေထပ်ထိုးနေပြန်ပါပြီဗျာလက်ရှိနိုင်ငံတော်ကစကန်သိမ်းမြို့သိမ်းတိုက်ပွဲတွေကြားမှာမြက်ကလူးစံပြနေနေမြေတွေတခုပြီးတခုဆုံးရှုံးနေတဲ့စစ်ရှုံးသမားမင်းအောင်လိုင်ကဟမ်သူကိုယ်တိုင်တော့ဘယ်ချိန်ခွေကြကြတော့မလဲဆိုတာယင်တမမနဲ့နေလားညာလားဖြစ်နေတဲ့သူကခက်တီတီနဲ့ အခုနှစ်အော်တိုဘာလမှာလူဦးရေနဲ့သကောင်းဇင်းတွေကောက်ပြီးတော့2025ခုနှစ်မှာရွေးကောက်ပွဲကိုကျင်းပပေးမယ်ဆိုပြီးဇွန်လ15ရက်နေ့ကပဲစစ်ရှုံးသမားမင်းအွန်လိုင်းကိုတိုင်မိတ်တီလာမြို့မှာပျော်သွားပြန်တာပေါ့ဗျာအတော်တော့ခန့်နေပြီတိုင်းပြည်ရဲ့အာဏာကိုကလိန်ကကြစ်တွေ ပြောပြီးမတရားလူယူလိုက်ပြီးကတဲ့ကအာဏာကို ထိန်းတာပါဆိုပြီးတော့ဟိုအကြောင်းပြဒီအကြောင်းပြဟိုလူအပြစ်တင်ဒီလူအပြစ်တင်နဲ့မျက်နှာပြောင်တိုက်လာတယ်အရှက်မရှိမင်းအွန်လိုင်းကတော့ 6လတစ်ကြိမ်တက်တန်းတွေတိုးပါများလို့သူ့ရဲ့ကလင်ကြစ်ပြောင်းလင်းပြောင်းစားပြောတာတွေဟာဘူးပေါ်တယ်လို့ပေါ်နေလေအရှက်သိခါဆိုတာဝဲကပ်ပေးရင်တော့ကြွာကြမယ်လူစားမျိုးဖြစ်တဲ့မင်းအွန်လိုင်းကိုအပပဆိုပြီးထောက်ခံနေတဲ့သူတွေတော့အလင်ခံရပါများလို့စင်းပါတော့ဖယ်ပါတော့ဆိုပြီးခွေးမောင်းတယ်လို့မောင်းချနေကြပြီပေါ့ဗျာဒါလည်းရှက်ရကောင်းမှန်းတော့မသိတော့တဲ့ကလင်ကြစ်မင်းအွန်လိုင်းကသူ့ရဲ့အာနာကိုအတင်းအရမကောက်ကပ်ဖတ်တွေ့ပြီး 6လပြေကန်နီးတိုင်းရွေးကောက်ပွဲလှုပ်မယ်ဟိုဟာလှုပ်မယ်ဒီဟာလှုပ်မယ်ဆိုပြီးဂယောင်6ချားတွေထွက်ထွက်ပြောနေတော့တာပေါ့ဗျာဘယ်နဲ့ဗျာလက်ရှိပြည်သူတွေအားလုံးသိတဲ့အတိုင်းတနိုင်ငံလုံးအတိုင်းတာနဲ့အဖက်ဖက်မှာဖြူကပြကကြနေတဲ့စစ်ရှုံးသမားမင်းအောင်လိုက်ရဲ့တိုက်တိုက်ရှုံတက်ကြီးဟာရှမ်းပြည်နဲ့မြောက်ပိုင်းမှာလည်းနေမီတွေအကြည့်အကျယ်ပေးလိုက်ရပြီနောက်ဆုံးကြံနေတဲ့သူတို့ရဲ့ခံတက်လာရှုံမျိုးတော်မြက်ခုံးကခတ်လုတ်လုတ် ရခိုင်ပြည်နယ်မှာဆိုရင်လည်းတပီနယ်လုံးအရခတ်တတော်အေးအေးလက်ထက်ကြရောက်ဖို့လက်တလုံးသာအလိုရှိတော့တဲ့အခြေအနေတွေနဲ့တချင်းပြည်နယ်ချင်းပြည်နယ်ကရင်ကရင်နီးစကိုင်းမကွေးနေရပေါင်းစုံမှာလေနေတတူကသူ့လက်အောက်ခံစစ်သားတွေဟာနေမျိုးစုံတဲ့ကိုအစုလိုက်အပြုံလိုက်သိနေကြပြီဖုတ်လိုက်ဖုတ်လိုက်နဲ့ငဲ့တန်းပါအောင်ရှုပ်နေနေတဲ့အကြံဖတ်စစ်အုပ်စုတိုက်ကတော့ဟမ် သွေးတန်တရေရေနဲ့အရေးပေါ်ခန်းနဲ့ရောက်နေတဲ့အခြေအနေတွေနဲ့ဘဝတွေပြက်ဘွက်တွေထနေတာတော့တနိုင်ငံလုံးအထွေထွေရွေးကောက်ပွဲကြီးလုပ်မယ်လို့ပြောလာတဲ့အချက်မရှိမင်းအောင်လိုင်းနဲ့အကျန်းဖတ်စစ်အုပ်စုတတိုက်ကတော့စေရှုံ highway လမ်းမကြီးပေါ်မှာပြောခြင်းဟာပြောပြီးရှောက်ပြေးနေတဲ့အယူတယောက်လို့ဘာစိတ်မှမမီတော့ပဲမကြာခင် အမောဆိုပြီးအဆုံးတက်ရတော့မယ်အချိန်ဒီကိုလဲကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာ ကဲစစ်ရှုံး highway လမ်းမကြီးပေါ်မှာအကြီးကျယ်တရွတ်ဆွဲနေတဲ့မြန်မာနိုင်ငံရဲ့စစ်တပ်အမေရိကန်လူတပ်အကြမ်းဖက်မင်းအွန်လိုင်းရဲ့အာကုတို့တက်ကြီးကတော့ပြပအာကိုပစိန်ရို့ဆိုပြီးပေါက်ပန်းလေးစဲတွေတစ်ချိန်လုံးနှစ်နဲ့ချီអော်ခဲ့တဲ့သူတို့ကိုတိုင်ပဲဟမ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာညီတော်မဟာမိတ်တပ်တွေကလာရှုံမြို့ကိုဝိုင်းတာလို့ဆိုပြီးတရုတ်နိုင်ငံကိုသွားတိုင်တဲ့အထိတရုတ်ခြေတလုံးပြေးဖက်နေတဲ့တရုတ်အာကိုပစိန်ရို့အဖြစ်ကို ရောက်နေပြန်ပြီပေါ့ဗျာ ဒါကတော့ဒီတစ်ပတ်ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီရဲ့လာရှိုးမျိုးကိုသိမ်းပိုက်ဖို့ညီတော်မဟာမိတ်တပ်တွေကဝိုင်းထားပြီးဆိုတဲ့သတင်းတွေစစ်ကောင်စီဘက်ကလည်းလာရှိုးမျိုးမှာအကြီးအကျယ်စစ်ပြင်နေတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးတဲ့နောက်မှာပဲဟိုင်ကင်းသဘောတူညီချက်ကိုချိုးဖောက်ကျင်လိုက်ချိုးဖောက်ပြီးညီတော်မဟာမိတ်တပ်တွေကိုလက်နက်ကြီးနဲ့ပစ်လိုက်လီရင်နဲ့ဘုံကျက်လိုက်နဲ့တောက်လျှောက်လှုပ်နေတဲ့စစ်ကောင်စီကအမန်တခိုးကလူပြန်ဟစ်ဆိုသလို ညီတော်မာမိတ်တပ်တွေကလာရှုံမြို့ကိုလာဝိုင်းနေပြီဆိုပြီးတရုတ်နိုင်ငံကိုတော်သူကအရင်သွားတိုင်နေတယ်လို့နေပြီးတော့စစ်ဘက်တရင်အရင်မြေကိုတိုင်းကကျွန်တော်တို့ကိုလှမ်းပြောထားတာပေါ့ဗျာကဲဒီကြတဲ့ရှမ်းမြို့ကနေမီတွေကိုအတားတကြီးပေးလိုက်ရတဲ့စစ်ရှုံးသမားမင်းအွန်လိုင်းကပါခက်တီတီနဲ့ရှမ်းမြို့မှာဆုံးရှုံးလိုက်ရတဲ့နေမီတွေကိုပြန်ရဖို့အတွက် နီလန်ပေါင်းစုံနဲ့ဦးစားပေးလောက်ရမယ်ဆိုပြီးတော့ပါစစ်တပ်ထဲမှာညွန်ကြထားသေးတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပဲကျွန်တော်တို့ကိုပြောပြထားသေးတာပေါ့ဗျာကဲအဲ့ဒါသာကြည့်တော့ပြည်သူတွေအားလုံးသိတဲ့အတိုင်း2029စစ်စင်ရေးကြီးအတွင်းမှာပဲရှမ်းမြောက်တခွင်ပြဲပြဲစင်နေမြေတွေအကြီးအကျယ်လက်လွတ်လိုက်ရပြီနိုင်ငံတကာမှာပါအဆက်တွေပြန်ပြန်ကွဲတဲ့အထီကိုစစ်ရှုံးတရဖူကြီးမချော်တက်ဆောင်လိုက်ရတဲ့မင်းအောင်လိုင်နဲ့အစိမ့်တီတက်ကြီးကတော့ တစ်ဖက်မှာလေကြီးလေကျယ်တွေပြောပြီးဟန်ရေးပြနေပြီမဲ့လက်တွေ့မှာတော့ညီနောင်မဟာမိတ်တပ်တွေကလာရှုမြို့ကိုလာဝိုင်းနေပြီဆိုတဲ့သတင်းကြုံရှိသေးတယ်တိုက်တော့မတိုက်ရသေးဘူးတရုတ်ခြေတလုံးကိုအရင်ပြေးဖက်ပြီးသူတို့ကိုလာဝိုင်းနေပါပြီဆိုပြီးတော့သွားတိုင်းတို့တိုင်းတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနကအထူးကိုယ်စားလှယ်ကိုနေပြီးတော့အထိပါခေါ်လို့ခေါ်နဲ့ကြောက်သွေးတွေတပြန်းပြန်းထားနေပြီခြေမကင်မိလက်မကင်မိနဲ့ပြရာတွေခတ်ပြီးတော့ တရုတ်ခြေတလုံးကိုအကြီးအကျယ်ပြင်းထန်နေရတဲ့အခြေအနေတွေနဲ့တရုတ်အာကိုပစိန်ယိုကြီးလုံးလုံးဖြစ်နေတဲ့စစ်ရှုံးတော်မင်းအောင်လိုင်းနဲ့အကြမ်းဖက်စစ်အုပ်စုတတိုက်ကတော့မကြခင်ရှမ်းမြောက်ကနေပောက်ကွဲထွက်လာတော့မယ်တကြော့ပြန်စစ်စင်ရေးကြီးနဲ့အတူနေရပေါင်းစုံကနေတဟုံတို့စိမ့်ချလာတော့မယ်တော်လန်ရေးအင်အားစုတွေရဲ့စစ်အောင်နိုင်ရေးလှိုင်းလုံးကြီးကိုဟမ် တို့ရဲ့ပေါက်ပြဲကျိုးပဲ့ရိုင်နေနေတဲ့တချမ်းပဲ့စစ်ရှုံတင်ပေါ်ကြီးပေါ်ကနေယင်တမမနဲ့စောက်နေရတဲ့အခြေအနေကိုလည်းကျွန်တော်တို့မြင်တွေ့နေရတာပေါ့ဗျာဟုတ်ကဲ့ဒါကတော့ရောင်းခစ်တဲ့ this week season ကနေကျွန်တော်မြန်မာနိုင်ငံတွင်းမှာတပတ်တွင်းဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်တွေထူးခြားအကြောင်းအရာတွေကိုကျွန်တော်ရွေးချယ်ပြီးတော့ကောက်နှုတ်သုံးသပ်တင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ